ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးကံဖောင်းတို့ဖရာဈေးတောင်ဘက်ရှိအင်းတိန်ချောင်းတွေဟာမတ်လ26ရက်နေ့မှာရေလုံးဝခန်းချောက်သွားပြီဖြစ်တယ်လို့ဒေသခံတွေထံကသတင်းရရှိပါရယ်။အခုလိုအင်းတိန်ချောင်းတွေရေခန်းချောက်မှုအခြေအနေနဲ့ပတ်သက်ပြီး11 Media Group ရဲ့တောင်ကြီးမြို့အခြေစိုက်သတင်းထောက်ခွန်စီတာဟင်းကအခုလိုသတင်းပေးပို့ထားပါရယ်။အခုတွေ့မြင်ရတာတော့အင်းလေးရွာအင်းလေးဖောင်းတို့ဖရာရဲ့တောင်ဘက်ချမ်းမှာရှိတဲ့ တာလေးရွာရဲ့ချောင်းဆွဲရေခမ်းကြောင်းနေမှုမြင်ကွင်းပဲဖြစ်ပါတယ်ဒီဒီချောင်းอ่ะဆိုလို့ရှိရင်ဒီမက်စလာနေစတင်ပြီးတော့ရေခမ်းကြောင်းနေတာကိုအခုလိုပဲတွေ့မြင်တွေ့မြင်ရမှာဖြစ်ပါတယ်ဒီချောင်းရေခမ်းကြောင်းမှုကြောင့်ဆက်လီသမားတွေတွားရေးလာရေအခက်ခဲတွေနဲ့အများစွာကြုံတွေ့နေရတယ်လို့ဆက်လီသမားများတော့ပြောဆိုနေကြပါတယ် အင်းလေးကန်တွင်မှရေခဲချောက်နေတာကြောင့်သွားလာလို့မရတဲ့လမ်းတွေရှိနေပြီးဖောင်တော်ဦးဖရဲတဝိုင်တာလေးရွာရှိအင်းတိမ်ချောင်းတွေမှာရေခဲချောက်နေတာဟာနှစ်လတာနီးပါးကြာမြင့်နေတဲ့အတွက်သွားလာမရခြင်းတောက်တုံးရေအခက်အခဲဖြစ်ခြင်းတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်တောက်တုံးရေတွေဘယ်တွေကကြာတော့တောက်ရေကြာတော့ဟိုစီးဆုံးမှာပဲဝယ်တောက်တယ်တပုံးကို900ပြည့်ရတယ်ရှင့် ကင်ရကြတော့ဒီမှာတွင်းတူပြီးတော့ကင်နေရှင်အခက်ခဲတော့ရှိပါတယ်။လဲကြတော့မဆက်ရသေးဘူးပေါ့နောက်ကြတယ်ရှင်။အခုမှပဲအင်းတိတ်ရှောက်မှာသွားပြီးတော့ဆိတ်မြောင်းတွေဦးစီးတွေကိုတားပြောပြီးတော့ရေတွေရှာခဲရတယ်ရှင်။ဒီနေ့မှပဲသွားလိုက်တယ် ထောင်တော်ဦးဖျားတဝိုက်နဲ့အင်းလေးကန်တောင်ဘက်ပိုင်းရှိဆယ်ခေါင်ကျေးရွာမှာလဲရေခမ်းချောက်တာကြောင့်ကြောက်ချွန်ကြောက်တက်တွေနဲ့ထိုးမိပြီးလှေတွေကွဲတာလှေမောက်တာတွေနေ့စဉ်ကြုံတွေ့လျက်ရှိရလို့ဆက်လေသမားတွေကပြောပါရယ်ဆက်လေဆရာတဦးဖြစ်သူ ကိုတင်မောင်ဆွေကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ်ဒီတောင်းပေးခွဲလေးပြီးတော့ဆင်လာပြီဟောအခုမောင်းကတော့ဒီလမ်းမျိုးဆိုရှင်တအားကြီးခက်ခဲနေတော့သူဘယ်လိုပြောမလဲတော့လာတာအဆင်မပြေတော့ဘူးလေ အဆင်ပြေတော့သူအင်းကြီးကျိုးတော့ပါပဲအဆင်ပြေတော့အခုပဲပရိုတာကိုပိန်သူနေတဲ့ပဲဘောလေးပေါ့ဒါဒီမတ်တေးရွှေအင်တာဟုတ်တယ်ကသူသွားသူထောင်ပြီးတော့သူသွားသွားဖို့လောက်ပေါ့လာနေတော့အနေအထားမဲ့လိုက်ပြီးသူ့ဖို့ပေးနေတာပေါ့သွားသွားရလာရလွေကူပေါ့လေဒါအမြဲတမ်းပဲတော့သူဟိုတယ်လမ်းလေးဖြစ်သူအများသွားတယ်လမ်းလေးဖြစ်တော့ပေါ့အမြဲတမ်းပဲလိုက်ပြီးသူပြီးနေရတယ် လက်ရှိမှာဖောင်တော်ဦးဖရာအနောက်မြောက်ထောင်မှာပုဂ္ဂလိကအဖွဲ့တစ်ခုဖြစ်တဲ့ Save the Inli Lake ကတပိုင်းတနိုင်ဆက်ရန်နေရာတွေနဲ့တူးဖော်နေပြီးရွှေအင်းသူဟိုတယ်ရှိမှာလဲတပိုင်းတနိုင်ဆက်တွေနဲ့ရေလန်းချောင်းရှင်းလင်းနေတာတွေတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အင်းလေးကံမှာရွာပေါင်း445ရွာရှိပြီးရေပေါ်နေထိုင်တာဟာ190ရွာခန့်ရှိနေတာဖြစ်ပါတယ်။